တိမတ်ဖွဲ့ရသတင်းကဘာကဥစွာတင်ဆက်မဲ့သတင်းကတော့မြမငလျင်အကြာကုလာကဒေါ်လာ295သန်းအကိုညီတောင်းခံတဲ့သတင်းဖြစ်ပါတယ်။ကုလာသမဂ္ဂနဲ့၎င်းရင်မိဖအဖွဲ့အစည်းများဟာမြမငလျင်ဘေးအတွက်အရေးပေါ်အကူအညီပေးရေးအတွက်အမေရိကန်ဒေါ်လာ295သန်းအကိုညီတောင်းခံမှုကိုစတင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။အဆိုပါရန်ပုံငွေဟာအရေးပေါ်အကူအညီများလိုအပ်လျက်ရှိတဲ့လူပေါင်းတိတိတမတသန်းထံရောက်ရှိစေမဲ့2025ခုနှစ်အတွက်လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်အတွက်အစီအစဉ်တစ်ခု ဖြစ်ကြောင်းလဲကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရစ်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂအနေနဲ့၎င်းရဲ့မိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းကမြန်မာနိုင်ငံအတွက်စေဝါကုသရေးအမှုအကရှေးနဲ့စားနပ်ရိက္ခာများပါဝင်တဲ့အကူအညီများအလျင်မြန်ရရှိရန်လဲအတိုက်အတိုက်လှုံ့ဆော်ပေးနေကြောင်းလဲ၎င်းကပြောကြားခဲ့တယ်လို့သတင်းများကဖော်ပြထားပါတယ်ရှင်။